ဒီဘွဲထဆိုရင်တော့တန်းစင်လေးရဖို့များပြီတန်းစင်နေတဲ့135132မှာရင်ဆိုင်မဲ့ဘွဲဟာသူ့အတွက်စိန်ခေါ်မှုကြီးတရက်ဖြစ်မယ်ဆိုတာသိကြနေပါလိမ့်ဒီဘွဲမှာသူ့ရဲ့ပြိုင်ဘက်က Time Fighter Common Nine ပါ Common Nine ကပါချီပါချက် Fighter မျိုးတော့မဟုတ်ပါဘူး Common Nine က One Championship မှာစုစုပေါင်း5ဘွဲရှင်ပိုင်ခဲ့ပြီးတော့နောက်ဆုံးဘွဲ9ဘွဲကိုဇက်တိုက်အနိုင်ရထားသူဖြစ်ပါတယ်အဲဒီမှာမြန်မာ Fighter တွေဖြစ်တဲ့ Sorak နဲ့ Mo Thao တို့လည်းပါဝင်နေခဲ့တာပါ တန်းစင်ကတော့အသက်22နှစ်ရွယ်မြန်မာလူမျိုးဖိုင်တာဖြစ်ပြီးတော့ဝမ်ချမ်ပီယံရှစ်မှာစုစုပေါင်းပွဲ9ပွဲရှင်ပြိုင်ထားခဲ့ပြီးပါပြီ2ပွဲနိုင်3ပွဲဆုံးဆိုပေမဲ့အဲ့3ပွဲစလုံးကနောက်ဆုံးထိုးထားတဲ့3ပွဲဆက်တိုက်ကိုရှုံးနိမ့်ထားတာပဲဖြစ်ပါတယ်ဒါကြောင့်လက်လောရလက်တွေရတော့စိုးဝါနေလို့ဆိုလို့ရပါတယ်ပြီးတော့ဒီပွဲကတန်းစင်အတွက်အနာဂတ်လမ်းကြောင်းကိုဆုံးဖြတ်ပေးမယ်ပွဲကြီးတစ်ပွဲလို့တောင်ဆိုရမှာပါလက်ရှိအချိန်မှာတန်းစင်ဟာရှုံးနိမ့်မှုတွေကြောင့်စိတ်ဓာတ်ကျနေနိုင်လို့သူရဲ့ယုံကြည်မှုကိုလည်းပြန်လဲပြီးတော့တည်ဆောက်ဖို့လိုအပ်နေတာဖြစ်ပါတယ် ဒီဘက်မှာနိုင်ရရှိမယ်ဆိုရင်သူ့ရဲ့ယုံကြည်မှုတွေပြန်လှည့်ပြီးတော့မြင့်တက်လာမှာဖြစ်ပြီးဝမ်ချန်ပီယံရှစ်မှာဆက်ပြီးတော့နေရာယူနိုက်တက်မှာဖြစ်ပါတယ်တကယ်လို့ဆုံးနိုင်သွားမယ်ဆိုရင်တော့တန်စီရဲ့ဘွားကလစ်ပီလို့တောင်ပြောလို့ရပါတယ်လစ်ပီဆိုတာဝမ်ကနေပြီးလစ်တာမျိုးတော့မဟုတ်ပေါ့သူစီမှာဝမ်ကနေရုံသဘောမျိုးအီးနံပေးထားတဲ့စာချုပ်လေးရှိနေကြအောင်အဲ့ဒီစာချုပ်တွေကပွဲရည်အတွက်ပြည့်အောင်တော့ထိုးပေးသွားမှာပါဒါပေမဲ့ပွဲတွေတော့အခုလောက်အချိန်မြန်မြန်နဲ့ရနိုင်မှာမဟုတ်တော့ပါဘူးရဖို့မလွယ်တော့ပါဘူးဆိုလင်းအခုကြုံတွေ့နေရတဲ့လိုမျိုးနှစ်ပေါင်ပွဲရဖို့စောင့်နေရတဲ့အထိဖြစ်သွားနိုင်ပါတယ် ဒါတော့မလို့ဒီပွဲကတန်းစင်တို့အတတ်အမြောက်ကိုအရေးကြီးနေတာပါတန်းစင်ရဲ့လက်ဝဲနောက်ခံလွှမ်းမိုးမှုရှိတဲ့ style နဲ့ကွန်မွန်ဝိုင်းစနစ်ကြတဲ့မွေတိုင်း style ထိတ်တဲ့ရင်ဆိုင်တွေးတဲ့ပွဲမလို့ပွဲရတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကောင်းတဲ့ပွဲတော့ဖြစ်မှာပါတန်းစင်နေနဲ့သူရဲ့အားသာချက်ဖြစ်တဲ့ locate တွေကိုတုံးချပြီးကွန်မွန်ဝိုင်းရဲ့ခြေလှမ်းတွေကိုနှောက်ဆက်ဖို့ကြိုးစားမယ်လို့မျှော်လင့်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဘော်ရာတို့ကဘလို့မြင်လဲတန်းစင်ပွဲပေါ်ထင်မြင်ချက်ကိုပြောပြီးခဲ့ပါဦး